မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့အသေးအွဲ့အရှင်အွဲ့မင်းအောင်လိုင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်ကစစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံရှင်ပြင်းဒီမှာမေလ9ရက်ကကျင်းပတဲ့20ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ Victory Tree ကိုတက်ရောက်ခဲ့တဲ့သတင်းတွေတွေ့တော့ဆွေရီမျိုးတွေအပြင်ဒေါ်ကျူကျူလာရဲ့အစ်စ်တော်ဗိုလ်ချုပ်ကြီးရဲ့ကတော်တွေကိုပါခေါ်သွားတာတွေ့လိုက်ရပါတယ် ကတော့အသည့်ဆက်ဆက်လေးညှိနှိုင်းကုတ်ကင်းရင်မူကြီးရည်လေးပို့ချုပ်ကြီးကျော်စွာလင်းရဲ့ဇနီးဒေါခင်မေဆိုလည်းရုရှားခီးစင်မှာပါဝင်သွားတာတွေ့ရပါတယ်။ဒါအပြင်ပို့ချုပ်ကြီးမမောင်ဤဇနီးနဲ့ပို့ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီးဒေါနီလာတို့လည်းလိုက်ပါလာပါတယ်။ဒေါ်ဂျူဂျူလာကလက်ဆောင်ထက်တဲ့အမျိုးသမီးဆိုတော့သူ့ရဲ့ချစ်တော်ပို့ချုပ်ဂရော်ရီကိုချီးမြောက်တယ်လို့အဲ့ဒီဂရော်ရီရဲ့ယောက်ျားလေးကိုလည်းရာထူးအတက်မြန်ကြပါတယ်။ပို့ချုပ်ကြီးကျော်စွာလင်းကတော့စစ်တိုက်ဆရာမလို့တဲ့ညှိကွန့်ရာထူးကိုအနှင်းခံရသူဖြစ်ပြီးသူဟာစစ်ကောင်စီကောင်ဆောင်မင်းအွန်လိုင်းစစ်တပ်ကအနာယူ ရင်တက်ချုပ်ဖြစ်လာနိုင်ရသူဆိုပြီးတရင်ပြင်းနေသူဖြစ်ပါတယ်ဒူချုပ်ကြီးပိုချုပ်ကြီးစိုးဝင်းကတော့အခုတက်ချုပ်ရာသူကိုမရဖို့များသွားပါပြီစစ်ကောင်စီခေါင်းဆောင်ကတော့ဒေါ်ချူချူလာနဲ့အတူသူတို့ရဲ့ရှင်ရင်ကိုစဉ်းစားတဲ့အခါမှာသူတို့နှုံးနဲ့နီးစပ်တဲ့သူတွေကိုပဲအနာဝန်းရံထားဖို့အမြဲစူးစမ်းနေကြတာတွေ့ရပါတယ်ဒါကြောင့်လေမြန်မာစစ်တပ်ကမင်းအောင်လိုင်းပုံသွင်းထားတဲ့မင်းအောင်လိုင်းရဲ့လက်နက်ကင်တပ်ဖြစ်နေပါပြီ ဥနေဝင်ခေတုံကလည်းဒီလိုပဲဥနေဝင်ရဲ့လက်ကင်တုတ်တက်ဆိုပြီးခေါ်ခဲ့တာရင်းရှိရဲစစ်ကောင်ဆောင်မြန်အောင်လိုင်းကရွှေကောက်ပွဲကိုဒီနှစ်အကုန်မှာလုပ်မယ်ပြီးရင်သူရဲ့တမရလုပ်မယ်ဆိုတာကိုသူရဲ့ယုံကြည်ရတဲ့ပုဂ္ဂိုလ်ကြီးတွေကိုသတင်းပေးပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူမှရန်သူတွေဝိုင်းနေတယ်သူဟာစစ်ရှုံးနေရဲ့စစ်ရှုံးနေသူတယောက်နေနဲ့ဒီလိုမဟာအောင်ပွဲကြီးခန်းနာမျိုးကိုတက်တာတော့အမိအမောက်မတင်မျက်နှာပြောင်တိုင်းအဆက်မဲ့တဲ့လုပ်ရက်တစ်ခုပါပဲ။တော်လိုင်းလက်နက်ကင်တက်တွေကအသာစီရခဲ့တယ်သူမှစိန်ခေါ်မှုတွေချင်းချမှုတွေရှိနေရဲ့ဆိုတာကိုလည်းသူသိပါတယ်။သူရဲ့ ရုရှားပြန်ရုရှားတင်နန်းစဉ်ပုံလေးတွေကတူတိကျနာတွေတူလုံးကျနာတွေပြည်တွင်းရေးပြည်ပဆက်ဆံရေးတွေကိုဆောင်ရွက်ပြီးနေရတာဖြစ်ပါတယ်။တရားဝင်ခန့်ထားတဲ့ဝင်ကြီးတွေကတကယ်တော့အာဏာရှိသူတွေမဟုတ်ပေမင်းအွန်လိုင်းရဲ့လီယိုဝက် ကက်ဘိနက်ကတကယ်အာဏာရှိတာဖြစ်ပါတယ်သူရဲ့လူယုံတော်တွေပူပူနွေးနွေးခံထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေဗိုလ်ချုပ်ကြီးတွေနဲ့စကားဝိုင်းထိုင်ပြီးဆိုရင်တော့စစ်ကောင်စီကောင်းဆောင်ပြောတဲ့စကားတွေထဲမှာမြမလင်းတရင်စာမှာနေစဉ်ဖတ်ရတဲ့သူရဲ့မိန်ကုံးနေနေတော့မတူပါဘူးငါတို့ကအတိအကျလည်းဖြစ်နိုင်တယ်အရှင်ထွက်လည်းဖြစ်နိုင်တယ်မင်းတို့ငါတို့ပြင်ဆင်ထားရမယ်ဆိုတဲ့စကားကိုအမြဲလူလူပြောလို့ရှိပါတယ်ဒီလိုပြောတာကိုသုံးသက်ကြမယ်ဆိုရင်တော့မင်းအောင်လိုင်းကအတိအကျလည်းဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးသူကိုယ်တိုင်မှရှိရဲဆိုတာပေါ်ပါတယ်ဒီလိုပြောတတ်တာကိုလည်းမင်း ောင်လိုင်းနဲ့အတူအစည်းအဝေးထိုင်မှုတွေအရှိရရဲ့ပတ်သက်ကနေပြီးတော့ပြန်နှံလာတာပါမင်းရောင်လိုင်းကသူ့အတွက်ကြိုးစင်လားလောက်ချက်တက်ဖြတ်ခံရတာလားတမရဖြစ်မှလားစတဲ့အတွေးတွေကနေ့စဉ်စိုးမိုးနေနိုင်ပါတယ်သူအာနာသိမ့်မယ်ဆိုတော့ပရောဟိတ်များစကောလာပေါက်ဆာများခရိုနီများကအကောင်းမြင်နိုင်ငံရေးစီးပွားရေးဘေးရင်တွက်ပြီးအခါပေးခဲ့ပြီးမယ်လေဒီနေ့မှာတော့တိုင်းပြည်ရာရစရာမရှိအောင်စုပ်ပြက်မွေးတွေသွားပြီးကိုသူနဲ့အတူသူရဲ့လူဝဲကက်ဘိနက်ဖွဲ့ကတည်ပါတယ် ဒါပေမဲ့မိုင်လုံးကြီးပြီးဆက်မိုက်နေကျင်တာဖြစ်တဲ့ဒီနှစ်အကုန်မှာရွှေကောက်ပွဲလုပ်မယ်ဆိုရင်အတင်းကြော်ညာထိုးပြီးမင်းအောင်လိုက်ပြောနေတာတွေကတော့သူဟာသမရဖြစ်ရာထူးဆက်ယူထားဖို့ကိုကြံစီနေတာပဲဖြစ်ပါတယ်။ဒါဟာတန်တရားရှိစရာမလိုတဲ့အချက်ပါ။ဒါကြောင့်ပြင်ရင်ရဟာပြည်တွင်းမှာပါရှိရလို့အမြဲကြွေးကြော်ခဲ့တဲ့သူကမော်စကိုခီးစင်မှာပေါက်ဖော်ကြီးတွေနဲ့တောမကြွမ်းမင်းတို့ရဲ့ရုပ်သိမ်းရုပ်ကလေးတယုံလို့ဖြစ်သွားခဲ့ရတာကိုတွေ့ရပါတယ်။ပြည်ပအားကိုပစိန်ယိုဘသူလဲပေါ်ရှင်းပါတယ်ပေါက်ဖော်ကြီးတွေနဲ့ပြားလိုက်တော်လာတောမကြွမ်းမင်းကြီးတို့ရဲ့အကူအညီနဲ့ဆက်ပြီးမိုက်တွင်းနဲ့ ေုံမှာကတော့မင်းရောင်လိုက်မဲဖြစ်ပါတယ်။သူနဲ့တူလူရန်ကစစ်ဘိုတတိုင်းနဲ့ခရိုနီတွေကတော့အာနာနဲ့ကိုဂျိုးစီပွားတီတန်အောင်ဆက်ပြီးတိဆောက်ကြမှာပါ။ဒါပေမဲ့ဒါဟာဘလောက်ခံပါလဲမင်းရောင်လိုက်ကအသေးထွက်လာအရှင်ထွက်လာဆိုတဲ့မိကွန်းကတော့တတ်ထဲမှာမင်းနေတဲ့မိကွန်းပဲဖြစ်တယ်လို့ရှင်းသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စေအုပ်စုမှလီတက်ကိုတုံပြီးရုပ်ပြက်စင်ပြက်ခုခံနေရပုံဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အဆိုပါခေါင်းစဉ်နဲ့စစ်တပ်ဘက်မှဘက်ပြောင်းကိုလွန်လာသူတအုပ်က ARI အင်္ဂလိပ်ပိုင်းမှာရှင်းသားတင်ပြခဲ့ပုံကိုပြန်လည်ကောက်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။တ ချိန်ကစတန်ဒတ်အာမင်ကြီးလိုဂုံဖော်အမောတင်ခဲ့တဲ့ဆဲအုပ်စုကအခုတခါတူမီတနက်တွေနဲ့စတင်တွန်းလှန်လာခဲ့တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကိုနိုင်ငံအာဏာများတလဟောထုတ်သောပြီးလေတပ်အင်အားများတောင်းပြီးခုခံကာကွယ်နေရတဲ့အဖြစ်ရောက်လာနေပြီဖြစ်ပါတယ်။၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်မရှိမရှိမဲ့တိုင်းပြည်ဗန္နာတွေတုံးဆွဲပြီးလူမှုကိုနှိမ့်ဆက်လို့တပ်ဖြတ်နေကြတာကိုလည်းလူမှုအဖို့လက်ပိုက်ကြည့်နေုံကလွဲပြီးဘာမှမတန်နိုင်ဘူး။လူမှုတော်လှန်ရေးအစောပိုင်းကာလတွေတွင်မင်းအောင်လှိုင်က၎င်းတပ်တွေကိုအထင်တကြီးနဲ့ကြီးတက်အပြင်ချိန်မုန်းနိုင်မယ်လို့ယုံကြည်ခဲ့ ပြီးလေကြောင်းပစ်ကူကိုခွင့်မပြုဘဲတင်းခံနေခဲ့တယ်။ဒီအနေအထားကိုမင်းတပ်တိုက်ပွဲအတွင်းစတင်တည်တာလာခဲ့တယ်။စစ်ရင်တပ်ကိုခြုံကုန်တိုက်ခိုက်ခံရစဉ်အတွင်းစစ်ကောင်စီတပ်တွေကအချိန်မလဖြစ်လာလို့လေကြောင်းမှပစ်ကူပေးဖို့တောင်းဆိုခဲ့တော့လဲခွင့်မပြုဖျို့ဖျဲနဲ့စုခွာထွက်ပြေးသွားကြတယ်။တခြားနေရာတွေမှာဒီလိုတပ်တွေတဖြည်းဖြည်းပြီးနေရတဲ့ဖြစ်ကိုကြုံလာတဲ့အခါမှာမင်းအောင်လိုင်ကတိုက်လေနေတုံးဖို့စဉ်းစားလာခဲ့တယ်။လေကြောင်းပစ်ကူကရှေးပေါ်အခြေအနေတွေဖြစ်တဲ့စစ်စခန်းတွေကိုကိုကိုင်းစခန်းတွေနဲ့လင်းရင်စခန်းများခြုံကုန်တိုက်ခိုက်ခံရမှုတွေကိုကာ ခွင့်ရန်သာခွင့်ပြုထားတာဖြစ်တဲ့ဒီလိုခွင့်ပြုချက်ရဖို့လေအထက်အစဉ်စဉ်ကိုခွင့်ပြုမိတောင်းခံခဲ့ရတယ်။သက်ဆိုင်ရာစစ်တမ်းမှုတွေက COC ချုပ်ကြီးထံတင်ပြရပြီး၎င်းမှတစဉ်မင်းအောင်လှိုင်ထံထပ်မံတင်ပြရတယ်။မင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်ရမှသာ COC ချုပ်ကြီးကကာကွယ်ဦးစီးချုပ်လေးထံတောင်းဆိုရတယ်။အစောပိုင်းကာလတွေကမင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်မရဘဲလေကြောင်းမှတိုက်ဆိုင်နိုင်ခဲ့ခြင်းမရှိ။တယ်ယူပို့ဆောင်ရေးအတွက်ရဟန်းရင်များတုံးနိုင်ဖို့လေအလားတူပဲဖြစ်ပါတယ်။မင်းအောင်လှိုင်အစည်းအဝေးခန်းနဲ့ရောက်နေစဉ်ထီးတင်ရတရားကြီးနေစဉ်များမှာစ ောင့်ကြည့်နေရတာနှောင့်နှေးကုန်နေ မင်းအောင်လိုင်ကဘာသာရေးခန်းနာတစ်ခုတက်ရောက်နေစဉ်နဲ့ကြုံရင်၎င်းဖို့ကုသိုလ်လုံးနေခိုင်တက်ဖြစ်ရမယ်အမိမျိုးမပေးချင်လို့နှုတ်ပိတ်နေတတ်ပြန်နေတခါဆိုးဝင်းကစစ်မြေပြင်အစီရင်ခံစာကိုလက်ကကင်ပြီးလေချောင်းပစ်ကူပေးဖို့မင်းအောင်လိုင်ထံကိုတိုင်ကိုကြတော့ရောက်တောင်းခံချိန်မှာမင်းအောင်လိုင်ကဖျားသိမ့်သမုတ်တဲ့အခိုင်နဲ့ကြုံနေလို့ထုံးစံအတိုင်းနှုတ်ဆိတ်နေပြီးစစ်စကန်းလက်လွတ်ခဲ့ရတယ်။ဆိုးဝင်းဒေါသပုံထားနေတာကိုကြားရတဲ့အခါလေချောင်းပစ်ကူအတွက်ဆိုးဝင်းကိုတိုင်အချိန်ယူဖို့လွှဲပြောင်းပေးခဲ့ရတယ်။နောက်ဆုံးမှာတော့အချိန်အရေးအတွက်များလာလို့ဆိုးဝင်းမှသည်တိုင်မှုများ ခွင့်ပြုပေးရတဲ့အစဉ်ဖြစ်လာခဲ့တယ်။တိုင်းမှုများခွင့်ပြုချက်ပေးနိုင်အောင်စစ်တိုင်းဌာနချုပ်တွေအတွက်တွဲပေးထားတဲ့လေတပ်ဒုတိယပုံမှုကြီးအစဉ်ရှိသူကကင်တွယ်စီစစ်ပေးရတယ်။မင်းအောင်လိုင်းဖို့က အရက်ဖတ်ပြစ်မှတ်များကိုတိုက်ခိုက်ခံရတိုင်းတိုင်းမှုများကိုလွှဲချပြီးရနေတယ်။အခုအခါအခြေအနေတွေပိုဆိုးလာလို့ချင်းမြတ်တမဌာနချုပ်မှတမမှုအစင်တော်တိုင်းရိုက်တောင်းဆိုပိုင်ခွင့်ရလာတယ်။မဟာဗျူဟာများစီရင်စီမံချက်တွေနဲ့စစ်စင်ရေးတွေဆင်နွှဲလာတဲ့အခါရီမှာတော့ဒုတိယကာကွယ်ရေးဦးစီးချုပ်လေဒက်စေဦးစီးချုပ်နဲ့ကြီးရည်လေးစစ်စင်ကိုကိန်းမှုအရာရှိတွေပါဝင်တဲ့ပူရက်စစ်စင်ရေးကိုကိန်းရေးယုံမှသာတောင်းခံခိုင်ခွင့်ရှိနေပါတယ်။လေကြောင်းမတိုက်ခိုက်မှုတွေအတွက် short 130 KA နဲ့ FTC 2000ကိုတောင်းပြီးစစ်စင်ရေးတွေအတွက် GF 7 SMD MIG 29 F7 တို့ကိုအသုံးပြုလေရှိတယ်။အဲ့ဒီလေယာဉ်တွေမလုံမလောက်ဖြစ်လာလို့ဝိုင်းတွဲတည်ယူပို့ဆောင်ရေးလေယာဉ်ကိုတိုက်ခိုက်ရေးဖက်မှသုံးဖို့ပြင်ဆင်မုံမှန်ခဲ့ကြတယ်။ဒီလေယာဉ်တွေနဲ့ဘုံတွေကိုစစ်သားတွေကလက်နဲ့ကင်ပြီးပစ်ချရတယ်။အလားတူပဲပါရာမော်တာကစက်တက်လေးဒီအနေနဲ့လိုက်ပါပြီးဘုံတွေပစ်ချပြန်တယ်။အဓိကလေတပ်အခြေဆိုင်စကန်တွေကမကွေးတတဦးနေပြီးတော့တောင်ငုံနဲ့မော်ပြီးတော့မှရှိပြီးမိတီလာရှမ်းတဲမှာလေတပ်တင်တန်းကြောင်းရှိတယ်။အစံပတ်စတဲ့မှအသုံးပြုထားတဲ့ဘုံတွေကပြည်တွင်းမှာထုံးလုပ်ခြင်းဖြစ်တဲ့ဘုံသေးစားတွေကိုစ င်တဲရှိကပ္ပစာ၃အကြီးစားတွေကိုစိတ်ဖြူမျိုးမှမိုင်၃၀ကွာရှိကပ္ပစာ၂၁မှာထုတ်လုပ်တယ်။ဒီဒေသတွေကအခုချိန်ထိစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်ပြီးပုံမှန်ပို့ဆောင်ဖြန့်ဖြူးနေဆဲပဲဖြစ်တယ်။စစ်တပ်ကအဲ့ဒီဘုံတွေနဲ့ကြောက်ဖြူပုံပေါ်နဲ့တောင်ခမ်းတိုက်ပွဲတွေအတွက်အတိကအားထားအသုံးပြုနေကြပါတယ်။ဒါအပြင်စကိုင်းနိုင်ဒေသကြီးတွင်ရှိလူလူကိုကြီးလန့်စားစားဖြစ်အောင်အရက်ဖက်ပြမတ်တွေကိုတမင်တကာရှိရွယ်ပြတ်ခတ်နိုင်ဖို့အတွက်လည်းအသုံးပြုနေကြတယ်။အထူးသဖြင့်အင်းတော်ကိုလက်လွတ်ခဲ့ရပြီးရဲ့နောက်ပို့ပြီးတော့တိုက်ခိုက်လာတယ်။အ ခုတခါအဲ့ဒီတိုက်ခိုက်မှုတွေအားလုံးအတွက်စိုးဝင်းဦးဆောင်တဲ့ပူရဲစစ်စင်မှုကုတ်ကဲရေးဌာနချုပ်မှမဟာဗျူဟာမြောက်စစ်စင်ရေးဆိုကကြီးကြပ်နေတာပဲဖြစ်ပါတယ်။